ားလုံးပဲမင်္ဂလာပါ UK Match TV ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးပဲမင်္ဂလာပါ။ Pep Guardiola ရဲ့ Manchester City ကပြီးခဲ့တဲ့2024-25ရာသီမှာသူ့နီးပြပွားအဆိုးဝါဆုံးမှတ်တမ်းနဲ့ရင်ဆိုင်ခဲ့တယ်။တမိုင်းတခြားအဆိုးဝါဆုံးရှုံးပွဲအစီအတွက်တွေ့တယ်။ပိုဆိုတာက FA Cup ဘောလုံးပွဲမှာပါ Crystal Palace ကိုရှုံးနိုင်ခဲ့ပြီးတော့ မန်ချက်စတာစီးတီးကချန်ပီယံလိဂ်ကလည်းဆိုဆိုစီးထွက်ရတယ် EFA Cup Africa Final အပါဝင်တစ်ဖက်ကပရီးမီးယားလိဂ်မှာလည်းဒါနောက်ဆုံးမှာတော့အဆင့်3နဲ့ပဲအဆုံးသတ်တယ်ဆိုဂွာဒီယိုလာကအဖရိကကိုနှစ်ချိန်ဆက်နှစ်နှစ်ဆက်တိုက်ဒါမန်ယူနိုက်တက်နဲ့ပဲလစ်ကိုရှုံးတယ်ဆိုမနစ်ကတူတူတော်တော်ကိုဆူဆူဝါဖြစ်တဲ့ချိန်မှာ ဂွာဒီယိုလာကဒီသင်းကိုပြန်လဲပြင်ဆင်ပြောင်းလဲပြီးတော့သွေးတက်လောင်ဖို့ဆုံးဖြတ်တဲ့အတွက်အသင်းရဲ့ပိုင်ရှင်လေးဖြစ်တဲ့ရှိတ်မန်ဆိုရူကလည်းဖတ်ဂွာဒီယိုလာစိတ်ကြိုက်ကစားမတွေတယောက်ပြီးတယောက်ဝယ်ထားတယ်အခုမန်စီးတီးကသွေးတက်လောင်ဖို့ပြင်တဲ့အချိန်မှာဒီဘရိုင်းနာကို ထုတ်လိုက်ပြီးတစ်ဖက်ကတော့ဂျက်ဂရီလစ်ကို FIFA ရဲ့ Club World Cup ဆင်းတဲ့ကဖယ်ထုတ်လိုက်ပြီးတစ်ချိန်တည်းမှာပဲသူတို့ရဲ့လူငယ်ကစားမ James McCarthy ကို Club World Cup ဆင်းတဲ့ကဖယ်ထုတ်တယ် အသင်းကောင်းဆောင်ခိုင်ဝူကာကိုကလပ်ဝူကက်ဆင်းတွေကဖယ်ထုတ်ထားပြီးတော့ဂျွန်စတုန်းကလည်းမန်ချက်စတာစီးတီးကထွက်ပေါ်ရှိတယ်အပြောင်းလဲတွေအများကြီးကိုကျွန်တော်စပြီးတွေ့ရပြီဆိုတော့ question က Guardiola ရဲ့အသင်း Liverpool ကိုကြော်ပြီးတော့လာမယ့်ရာသီမှာ champion ပြန်ဖြစ်မလားဥရောပမှာရောပြန်လဲတောင်းတင်းတဲ့အသင်းတစ်သင်းမနေ့ကတော့က Manchester City ကိုတော်တော်များများအသင်းနဲ့ကနိုင်အောင်ခံနိုင်ကြတယ်အဓိကသူတို့ အသက်ကြီးလာတဲ့ဒီအသင်းကြောင့်မန်စီးတီးတော်တော်လေးတိုက်ပတ်သွားတဲ့အတွက်ကြောင့်အခုဂွာဒီယိုလာဘက်ကအပြောင်းလဲတွေလုပ်ထားတယ်ဒီအသည်မှာသူတို့ရဲ့အဓိကပြင်ပကသူတို့စိုးရိမ်တဲ့ပြောထားပြီးသားကွင်းလေကစားမားတွေကနံပါတ်10ရူတယောက်စန်ထရယ်မီဖီပလီယာတယောက်ပြီးတော့မှဘယ်နောက်ခံလူတယောက်ညာနောက်ခံလူတယောက်နဲ့ လိုအပ်ရင်နောက်ထပ် CM position တယောက်သူ9နေရာဖြစ်ပြီတကယ်တမ်းကျတော့အစောပိုင်းတော့9နေရာဆိုရတဲ့ CM position တက်ဂိုးသမားအတွက်ထည့်တာဒါပေမဲ့ဖတ်ကွာဒီယိုလာကအခုဂိုးသမားပါစတက်ဖန်အော်တီကာရောတစ်ဖက်က Edison ရောနှစ်ယောက်စလုံးကိုစီုံထားနိုင်ခဲ့တယ်ဆိုတော့သူတို့ကပေါ်တူဂိုဒမားပေါ်လီဒီယိုဂိုကော့စာကိုသူတို့အသေးတန်လိုက်တယ်လူကတ်စ်ကာဗာလီယာကိုလီယေကအသေးတန်လိုက်တယ်ဒါပေမဲ့အစမတန်တောင်းဆိုတဲ့ပြောင်းရွှေ့ကြီးတွေကြောင့်မန်စီးတီးနှုတ်ထွက်သွားကျွန်တော်မန်စီးတီးနဲ့ပတ်သက်လို့ကျွန်တော်သဘောကျတဲ့အချက်ကသူတို့မှာငွေရှိတယ်ကမ္ဘာအကောင်းဆုံးနီးပြတဲ့ကဂွာဒီယိုလာကင်နေတယ်ဒီချက်တွေရှိတဲ့ပေမဲ့တချို့အပြောင်းရွှေ့တွေမှာသူတို့အနေနဲ့ဒီသားမဟာမတန်ဘူးလို့သူတို့ထင်ရင် အိုက်ပြောင်းရွှေ့ကနေနှုတ်ထွက်သွားတယ်ဥမာ Florian Vaz ဆိုရင်လီဗာပူးကအခုစာချုပ်ချုပ်တော်မယ်ဒါပေမဲ့ Manchester City နေနဲ့ဒီစားမကိုခေါ်ရင် total package ကပြောင်းရွှေ့ခြင်းရောလုခလာစာရောအားလုံးခန်းစားခွင့်ကတန်300လောက်ကျသွားမယ်ဆိုတော့ City ဘက်ကဒါဟာ expensive ဖြစ်လို့နေလို့သူယူဆတဲ့အတွက်အဲ့ပြောင်းရွှေ့ကိုသူတို့ရက်လိုက်တယ်ဆိုတော့အခုပြန်လဲပြင်ဆင်ထားတဲ့ချိန်မှာဖက်ကွာဒီယိုလာကအခုဒီ6လအတွင်းမှာကစားမအနေနဲ့အိုမာမာမူရှ်ရဲ့နီကို ကွန်ဇလိုက်ကကူဆာနိုရဲ့ဗီတာရစ်ကပြီးခဲ့တဲ့ဇန်နဝါရီကာလမှာ၄ရောက်ဖြစ်တယ်။အခုဆိုဖာယာရိုင်ဒါကအသင်းကိုပြောင်းဖို့တည်ချသွားပြီ။နောက်တစ်ပတ်ကရိုင်ယန်ချီဂရီကလည်းမက်ဆီဒီကိုရွေးချယ်ပြီးတော့အက်နိုရီလည်းရောက်လာတော့တယ်။ဆိုတော့အခု၆လအတွင်းမှာမက်ဆီဒီကစားမ9ရောက်ဖြစ်တယ်။အားလုံးဟာတကယ်လူငယ်တွေနဲ့တကယ်ကိုအသင်းရဲ့ age ကို ပြန်ပြီးတော့ short ချပေးမဲ့ quality player တွေကြီးပဲဂိုးသမား position ကိုသူတို့ပြောင်းချင်ပေမဲ့လေဂိုးသမားရဲ့ကုန်ကျစိတ်ကြောင့် Guardiola တို့မပြောင်းတဲ့အတွက်ကြောင့်ကျွန်တော်ထင်တော့ Stefan Ortega ရော Edison ရောက world class goalkeeper အဆင်ရှိတဲ့သူတွေပဲ Ortega ကတော့ maybe မဟုတ်ဘူးပေါ့လေ Edison ကရှိနေစေဆိုတော့ဒီအရတော့ပြဿနာမရှိဘူးသူတို့တကယ်လိုချင်တာကအခု left back position အတွက် ိုက်လက်ဘက်ကသူတို့ဂျက်စကိုဂွာဒီယိုကစားလို့ရတယ်။နီကိုရိုင်ဒီကစားလို့ရတယ်။ဒါပေမဲ့သူတို့စန်တဘက်မှာသူတို့ရဲ့တကယ်ကအခန်းကြီးရဲ့အခီရဲ့ချွန်စတုံးရဲ့နောက်ရူဗင်ဒီးယက်စ်ရဲ့၄ယောက်ပဲရှိတာ။ ိုက်ထဲမှာမဂျွန်စတုန်းကတေချာမောင်လူရာတီမှာသူထွက်တော့မှာဖြစ်တယ်အခီကလည်းမကြာခဏဒန်ရန်တို့ကြောင့်အခု Ruben Dias ကအခန်းကြီးရဲ့ပြီးတော့မှ Chesco Guardiola ရဲ့၃ယောက်ကိုအလေကိုပို့လိုက်မယ် Nico Ride ကတော့အရန်ဖြစ်ပြီးတော့သူတို့ရဲ့ first choice left back ဖြစ်သူတို့ Ryan Agnori ကိုသဘောကျလို့သူတို့ခေါ်လိုက်တယ်သူတို့ကအခု Theo Hernandez တက်လဲပူကောင်းမယ် Milo Kakic တက်လဲပူကောင်းမယ် ကမ်ဘီယာဆိုတက်လည်းပိုကောင်းတယ်လို့သူတို့ယုံကြည်ပြီးတော့ Royal Agnori ကိုပဲလိုက်တယ်ပြောင်းရွှေ့ချီတန်း90နဲ့ Wolf နဲ့သဘောတူတော့မယ် Algeria ဘက်တောင်ပကစားမှာသူတို့ရပြီအဲ့ right back က Kai Walker နေရာအစားထိုးဖို့သူတို့ကြည်နေတော့ဖြစ်တယ်ဘသူပဲဝါလဲ City တန်းလုံးဝမထွက်ဘူးအဲ့ right back မှာ Rico Lewis ကစားနိုင်တယ် Matthias Nunes ကစားနိုင်ပေမဲ့သူတို့ proper right back တယောက်သူတို့လိုက်အောင်မယ်ဒီနေရာမှာ Ryan Chikri ကို Liverpool နီးပြ Arnislo ကိုတိုင်သွားပြီးတော့တွေ့ဆုံဆွေးနွေးပြီးတော့ Liverpool ကိုပြောင်းဖို့သူတို့တောင်းဆိုတဲ့ဆွေးနွေးတဲ့ဒါပေမဲ့ကစားမက Guardiola နဲ့အရင်စကားပြောထားပြီးဖြစ်တဲ့အဆိုဒီ Ryan Chikri ဆိုတဲ့အသက်27နှစ်ပဲရှိတဲ့ပြင်သစ်လူငယ်ကစားမက Liverpool ရဲ့ Manchester United ရဲ့ Man City ရဲ့သုံးသိမ်းလိုက်တာ ဒါပေမဲ့ Guardiola ရဲ့ plan ထဲမှာသဘောကျတယ်နောက်တစ်ခုကလည်း Liverpool က Florian Vaz ကိုခေါ်ရင်ဒီ chart တိတ်အတွက်က Musiala ကိုလည်းကြော်ပြီးနေရာရဖို့ခတ်လို့နောက်နံပါတ်10ရိုးမှာလည်းနေရာရဖို့ခတ်တော့ Pep Guardiola အသင်းကသူ့အတွက်အကောင်းဆုံးပဲ De Bruyne မရှိတော့ Buffon အရင်လိုခြေစွမ်းမကောင်းတဲ့ချိန်မှာသူ့အတွက်ကအကောင်းဆုံးခွင့်ဖြစ်တော့သူက Man City ကိုရွေးချယ်လိုက်တဲ့ဒီပြောင်းဖွေကြီးက35တန်းနဲ့40ချားနဲ့ပြီးတတ်ဖို့ရှိတယ် personal agreement ရပြီး ငါးနှစ်စာချုပ်ချုပ်မယ် City အိုက်ကလာမှရမယ်။နောက်အစောပိုင်းတည်းက Rider Rider ကတော့အားလုံး Manchester City ကတောင်းလျှောက်ဒီတလူရုံးလိုက်နေတဲ့သူဖြစ်တယ်။ AC Milan ကွင်းလယ်ကစားမှာအသက်26နှစ်28နှစ်ရှိတယ်။ကွင်းလယ်မှာခြေကျလာတဲ့ Kovacic တို့လူကစားမှာတွေနေရာမှာအစားထိုးဖို့ရွယ်ထားပြီးတော့ Rider ကလည်း Man City ကိုမပြောင်းခင်ပါ သူတို့ကိုတိုင်းဒါဘယ်လိုပြောမလဲဆိုတော့ဒါ IK Power Man City ရဲ့အကြောင်းတွေကိုတေချာလေ့လာပြီးတော့မှ Man City ကိုရောက်သွားတာဆိုတော့အခုအပြောင်းအရွှေ့သုံးခုသူတို့ခေါ်ဖို့တေချာသွားပြီးတယောက်ကရောက်သွားပြီးနောက်တစ်ယောက်ကရောက်တော့မယ်နောက်ဆုံး Agnori ကမကြမီအပြီးတက်မယ်အဲ့ချိန်မှာအပြီးခဲ့တဲ့ဇန်နဝါရီတုန်းက Omar Mahmoud Nico Gonzalez အဲ့ဒီသမားတွေကအားကိုးရတယ်ခူဆာတော့ကတော့တကယ်တော့ Man City ကသဘောကျတယ် ဒါပေမဲ့ Manchester City နဲ့လမ်းကြားချုပ်ဆိုတာလည်းအချက်ကလက်ကျန်6လအတွင်းမှာခူဆာနိုက10ပွဲကစားရရင် City က9တန်းပေးရမယ်ဆိုတဲ့အချက်ကြောင့်ကိုဝဲကစားပြီးတဲ့အချိန်မှာခူဆာနော့ကိုစီတီယာဆက်မတုံးလို့အဲ့၅ဇန်တက်တာဝါတယ်ဆိုတော့လာမယ့်ရာသီမှာခူဆာနော့ကိုကျွန်တော်ပူတွေးရနိုင်တယ်တကယ်လို့စီတီလူမခေါ်ရင်ခူဆာနော့က white back position မှာဖက်ကမတ်တီးယပ်စ်နူးနတ်နဲ့ Rico Luis တို့နဲ့အပြိုင်ကစားရပြီးတော့ Victor Reese ကတော့နည်းနည်းတော့မတိချဘူးသူ့ရဲ့ position ဆိုတော့အခု City ကအခု Claudio Ashava ဝင်လဲရှိတယ်ဆိုတော့တောင်ပံက Jeremy Doku ရှိမယ်နောက်ဘက်က Savinho ရှိမယ်အရာကူမှာအခုလက်ရှိမှာမာမူရှ်လည်းကစားနိုင်တယ်ဘန်နာရိုဆီဘာကစားနိုင်တယ်တော်တော်များများအပြောင်းလဲတွေလုပ်ထားခါမှာစီတီအနေနဲ့တေးကြတယ်ဂွာဒီယူလာဟာလာမယ့်ရာသီမှာဥရောပကိုတချို့ပဲတခုပဲ question က ဟာလန်အင်ဂျူရီဖြစ်ရင်မမှုကစားနိုင်တာမှန်ပေမဲ့ဒီနေရာမှာခရိုဒီယိုအက်ရှာဗာဝီတွက်လည်းချမ်းရှိတယ်ဆိုတော့စီတီကအခုဂျွန်ဆုံးကိုသူတို့ထုတ်တော့မယ်ဆန်တဘက်ကသူတို့မလိုဘူးဗျဂျက်စကိုဂွာဒီယိုကိုအထဲထည့်လိုက်တာ ਨੇ ဆိုတော့6လအတွင်းမှာ City အသုံးစိတ်ကကြောက်ဖို့လက်ဖို့တော့ကောင်းပြီးတော့အခုလောလောဆယ်အနေထားရ Manchester City က Omar Mahmoud ကိုသူတို့85တန်း Nico Gonzalez ကိုတန်း60 ပြီးတော့မာကုဆာနိုကို340ဗစ်တာရစ်ကို340နဲ့ဆောင်းရတီမှာ295တန်းတုံးတယ်အရာကူမာရိုင်ဒါကို390ထပ်တုံးပြီးတော့ဒရိုင်းချီဂရီကအများဆုံး340ပေးရနိုင်ပြီး Ryan Agnori က350တူတဲ385တန်း6လအတွင်းမှာ City အသုံးပြုထားတယ်နောက်ထပ်ခေါ်ယူမှုတစ်ထပ်ပြီးရှိနိုင်ပြီးတော့ right back တယောက်ထပ်កောင်းပြီးတော့ maybe ကိုင်းလေကစားမှာအဲ့ထက်မှာ Morgan Gibb White တို့ဘာလို့သူတို့စဉ်းစားနေဆဲဖြစ်တယ်ဆိုတော့တေကြတော့ City ဟာလာမယ့်ရာသီမှာတကယ်ကို competitive အသင်းတစ်သင်းအနေနဲ့ရော Guardiola ရဲ့အကောင်းဆုံးပုံစံကိုပြန်လဲထိုးပေါက်ဖို့အတွက်သူတို့ဘက်ကပြင်ဆင်ပြီးတော့အတောင်တင်းဆုံးလူစင်တဲ့ဥရောပရောပြည်တွင်း challenge တွက်ပြန်လာဖို့တည်ချထားပြီးဆိုတော့ City ရဲ့အသုံးစိတ်ဒါ6လတာအတွင်းမှာ Euro 385တန်းတုံးထားပြီးတော့ တခြားတခြားသောအပြောင်းလဲတွေကိုကျွန်တော်တွေ့ရပြီး Guardiola အတွက်အသွင်သစ်နဲ့ Man City ကိုတွေ့ရဖို့ရှိနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်